ဒါတော့ PUBG Mobile ရဲ့လာမယ့် update version 4.1မှာတွေ့ရမယ့် event နေရာဒီတစ်ခါ event နေရာတော်တော်လေးကိုလာရင်မှချစ်စရာကောင်းပါတယ် winter update ဆိုတော့ရေခဲနဲ့နင်း theme တုံထားပြပါတယ် event အသေးနေရာတွေ့မြင်ရတဲ့အပြင်ချစ်စရာကောင်းတဲ့ animal တွေရဲ့နေရာတွေလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ event နေရာတွေမှာတော့ပုံမှန်အတိုင်း loot ကတော့ share ရရှိမှာဖြစ်ပါတယ်။ event နေရာမှာတွေ့မြင်ရတဲ့ item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ပထမတစ်ခုကတော့ C2 app ကို teammate အဝေးမှာနှော့သွားတယ်ဆိုရင်ဒါကိုပြစ်ပြီးမှကိုယ့်ရဲ့ teammate ကို self revive လုပ်ပေးလို့ရပါတယ်။သွေးတွေပါတယ်လည်းဖြည့်ပေးလို့ရပါတယ်။နောက်တစ်ခုကတော့ fish launcher ဒီကောင်အသုံးပြလိုက်တယ်ဆိုရင်တော့အဲ့ဒီနေရာမှာရေခဲပြင်ဖြစ်သွားပါလိမ့်မယ်။ရေခဲပြင်ထဲမှာဘသူဝင်လာဝင်လာသူ့ရဲ့တနက်က auto နှောက်ရောက်သွားမှဖြစ်ပြီးသူကအဲ့ဒီနေရာမှာ show နေမှာဖြစ်ပါလေ။အကြ ాయి တော့ show နေမှာမဟုတ်ပါဘူး။ခဏတာအတွက် show နေမှာဖြစ်ပါလေ။ damage လည်းရရှိပါလိမ့်မယ်။ ဒီကော vehicle ဖြစ်အသုံးပြုပြီးမှလည်းတနည်းအားနဲ့တနည်းအား travel လုပ်လို့ရပါတယ်အနှိမ့်ပြန်လို့ရတယ်လို့အမြင့်နဲ့ပြန်လို့ရပါတယ်အမြင့်ပြန်တဲ့အခါမှာဒီကောင်းနဲ့ရန်သူကို attack လေးလုပ်လို့ရပါတယ်ဒီကောင်းကိုကြီးရမယ်ဆိုရင်တော်တော်လေးကိုမိုက်တဲ့ feature လို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ဒီရဲ့ penguin power ကိုအသုံးပြုလိုက်တဲ့ဆိုရင်တနက်တွေပါတယ်ပြောင်းတဲ့အခါတော်တော်လေးကိုမြန်မာဖြစ်ပါတယ်ရှိရှိပါဒီပုံစံအနေထားပေါ်ရပုံမှန်ထက်တိဆိုင်တော့တနက်တွေပါတယ်ပြောင်းတဲ့အခါတစ်လက်ကနေတစ်လက်ပြောင်းတဲ့အခါတော်တော်လေးကိုမြန်မာဖြစ်ပါတယ်နောက်တစ်ခု power ကတော့တနက်တွေပါတယ်ကြီးပြေးတဲ့အခါပို့ပြီးမြန်မာဖြစ်ပါတယ်ပုံမှန်ကြီးပြေးတာနဲ့ဒီရဲ့ power ကိုအသုံးပြုမှကြီးပြေးတာတော်တော်လေးကို ွားပါတယ်။နောက်တစ်ခုကတော့ event နေရာတွေမှာကြည့်ရမယ်ဆိုရင်ရေခဲ car 90တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီကောင်တော်တော်လေးကိုလာပါတယ် glow လဲ glow ပါတယ်။ရန်သူကို car 90နဲ့ပြစ်လိုက်တယ်ဆိုရင်တော့ပုံမှန်အတိုင်း damage ရရှိမှာဖြစ်ပြီးထူးခြားတာကတော့ပောက်ကွယ်မှုအသေးစားလေးတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီပောက်ကွယ်မှုကနေလဲ damage ရရှိမှာဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ရဲ့ car ကို car 90နဲ့ပြစ်လိုက်ပါမယ်။ဒီမှာကြည့်ရမယ်ဆိုရင် damage ကတော့ပုံမှန်အတိုင်းရရှိတာမျိုးရှိပါတယ်။ပောက်ကွယ်မှုအသေးလာပါတယ်။အဲ့ဒါပြီးတော့ရေခဲပုံစံတွေ့မြင်ရတာမျိုးရှိပါတယ်။ဒီမှာရန်သူကိုပြစ်လိုက်တယ်ဆိုရင်လဲပုံမှန်အတိုင်း damage ရရှိမှာဖြစ်ပါတယ်။အဲ့ဒါပြီးတော့ခဏတာအတွက် ေါ်ရဒီမှာ freeze ဖြစ်သွားပါလိမ့်မယ်ခဲသွားပါလိမ့်မယ်အဲ့ဒါပြီးပောက်ကွယ်မှုတစ်ခုလာမှာဖြစ်ပါတယ်အပောက်ကွယ်မှုကနေ damage ရှိမှာဖြစ်ပါတယ်နောက်တစ်ခု classic နဲ့ပတ်သက်ပြီးပြောင်းလဲမှုတွေကိုကြည့်ရမယ်ဆိုရင်တော့ cross ရဲ့အစ်စ်လာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်အများစုခေါ်တဲ့ water city water town နေရာမှာ boat yard ဆိုရင်မှလုံးဝပုံစံအစ်စ်နဲ့ location တစ်ခုရောက်လာမှာဖြစ်ပါတယ်နောက်တစ်ခုက player ကိုရှင်းပြီးမှသူတို့ရဲ့ crate တွေကိုလည်းထိုင်းမှယူသွားလို့ရတာဖြစ်ပါတယ်ထိုင်းပြီးမှပို့ရကျွန်တော် vehicle တွေပါတယ်မောင်းလို့ရလားကျွန်တော်စမ်းကြည့်ပါတယ်အဲ့လိုတော့မောင်းလို့မရပါဘူးဗျထိုင်းမှယူသွားလို့ရတာဖြစ်ပါတယ်ကိုစစ်ဖြစ်တဲ့နေရာကျရင်ဒီကောင်ချိုင်မှပြန်ရင်မှ loot လုပ်လို့ရတာဖြစ်ပါတယ် ဒီမှာပုံးက level တင်ထားတဲ့ gun ရဲ့ပုံးဆိုရင်တော့ပုံးအလှတွေဆိုရင်တော့ပုံးအလှတွေကိုထမ်းမလားဆိုတာမေးစရာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးမှတော့ဘာမှ confirm မရှိသေးပါဘူးဗျာပုံးအလှပဲဖြစ်သွားမလားကိုကထမ်းလိုက်တယ်ဆိုရင်ရိုးရိုးပုံးဖြစ်သွားမလားပေါ့ဗျာဒါတော့ global update လာတဲ့အချိန်ထိစောင့်ရမှာဖြစ်ပါတယ် bugless ဆိုတော့ beta version မှာရှိရမယ်ဆိုရင်တော့ upgrade gun တွေပါတွေ့မြင်ရတာမျိုးမရှိပါဘူးဗျာနောက်တစ်ခုကတော့ irangal မြေမှာ loot truck ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကောင်လမ်းကြောင်းတစ်ခုမှာတွားနေမှာဖြစ်ပါတယ်ဒီကောင်ကိုတားလို့မရပါဘူးဗျာဒီကောင်ကိုတနက်တွေပိုင်းနဲ့ပြစ်ပြီးမှဖြတ်စည်းလို့ရတာမျိုးရှိပါတယ်တနက်တွေပိုင်းပြစ်လိုက်တယ်ဆိုရင်တော့ loot တွေပိုင်းကြာလာမှာဖြစ်ပါ ါတယ်လုံးဝအဆုံးထိဖြည့်ဆည်းလိုက်လည်းရပါတယ်ဒီကနေ့ကြည့်မယ်ဆိုရင်တော့လူတီကတော့လုံးဝ share ရှိမှာဖြစ်ပါတယ် DF feature တော့ PUBG PC မှာကြည့်မယ်ဆိုရင် Sandbox မှာတွေ့မြင်ရတာဖြစ်ပါတယ်ဒါပေမဲ့ PUBG Mobile မှာတော့ Erangel မြေမှာထည့်ပေးလိုက်တာဖြစ်ပါတယ်အများနဲ့တွေ့မြင်ရမှာဖြစ်ပါတယ် Sandbox မှာလာမလားမလာဘူးလားပေါ့ဗျအခုမှကျော်ဒုတိယ beta သွားနေတာဆိုတော့ဒါနဲ့ပတ်သက်ပြီးမှလည်းဘာမှ confirm မရှိပါဘူးဗျဒါပေမဲ့လည်းကျော်ဒီ feature တော့မိုက်တယ်လို့ပြောလို့ရပါတယ်လူတီပါတယ် IC ယူလို့ရပါတယ်နောက်တစ်ခု feature အသစ်ကိုပြရမယ်ဆိုရင်ရုပ်အသစ်လာမှာဖြစ်ပါတယ်ချီချီပါတော်တော်လေးကိုချစ်စရာကောင်းပါတယ် male character ကိုကြည့်ရမယ်ဆိုရင် can နဲ့မစိုးလို့ပြောလို့ရပါတယ် free ရရှိမလားဆိုတာမေးစရာရှိပါတယ် free ရရှိဖို့ကတော့အခွင့်အလမ်းတော်တော်လေးကိုနည်းတာဖြစ်ပါတယ် UC တွေပါအသုံးပြုရမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျ Okay ဒါတော့ကျွန်တော် PUBG Mobile လာမယ့် update version 4.1မှာတွေ့မြင်ရမယ် event mode classic မှာတွေ့မြင်ရမယ် feature update တွေပြောင်းလဲမှုတချို့နဲ့ပတ်သက်ပြီးမှဖော်ပြပေးလိုက်တာဖြစ်ပါတယ်အခုမှဒုတိယ beta ပဲရှိပါသေးတယ်ဒီမှာကြည့်ရမယ်ဆိုရင်တခြား feature update တွေပြောင်းလဲမှုတွေအများကြီးလာအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီလောက်ဆိုရင်တော့ update version 4.1ကဘယ်ပုံစံလာမလဲပေါ်ရတကယ်ချင်းအားလုံးအနေနဲ့နားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျတကယ်ချင်းတော့ရော်ဒီရ update version 4.1နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာဘလောက်ထိမှစော့ကျင်နေလဲဒါမှမဟုတ်ဘလောက်ထိမှမစော့ကျင်ဘူးလဲပေါ့ဗျာ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ